ပြောချင်တာကကျွန်တော်မှမြေပြင်မိတ်ဆွေတွေအများကြီးရှိတယ်။လုံခဲ့ရက်တွေကလိုင်းပေါ်မှာတွေ့ပါလေ။ဘယ်နေရာမှာလင်းနဲ့ဘုံကျဲလိုက်တာ။အပီဒီရဲ့ယွာပတက်ယွာဘယ်နေယွာပါ냐။ကျွန်တော်ပြောပြမယ်ဗျ။တစ်ဖက်ကတင်နေ။နော်အစိုးရပြစ်မဲ့တဲ့ယွာသားတွေလုတ်တယ်။တစ်ဖက်ကလည်းတင်နေပီဒီရဲ့ယွာတွေမို့လို့ကျဲချတယ်။ကျွန်တော်ခင်ဗျားတို့တခုပြောမယ်။မြန်မာနိုင်ငံမှာယွာတွေအများကြီးပဲ။အဲ့တော့ရုံးမနဲ့နေတဲ့ယွာတွေအများကြီးပဲ။အဲ့ဒီယွာတွေနားမှာပီဒီရဲ့တွေကလည်းရှိမှာပဲ။ဆိုတော့ပီဒီရဲ့တွေကလည်းအဲ့ဒီယွာမှာရှိတဲ့ယွာသားတွေရဲ့မိသားစုဝင်တွေပါဟောက်ပါမှာပဲ။ ်အရန်ကုန်မြို့ပေါ်မှာမိသားစုဝင်နေမှာလေ PDF တွေများအဲ့ဒါဆိုရင်ရန်ကုန်မြို့ပေါ်မှာရှိတဲ့မိသားစုတွေ PDF တွေများတယ်ဆိုရင်ရန်ကုန်မြို့ကိုဘာလို့ဘုံကျဲမချတာ PDF မိသားစုတွေကျွန်တော်တို့ပြည်မြို့ထဲမှာလေ PDF ထဲဝင်သွားတဲ့လူတွေမိသားစုတွေအများကြီးကြံနေခဲ့တယ်အဲ့တော့ပြည်မြို့ရောဘာလို့ဘုံမကျဲတာလဲဟွပီဒီအက်တွေရှိတယ်နေပြီးတော့မှလည်းအရှိတာပဲမြန်မာတနိုင်ငံလုံးမြို့တွေရွာတွေမှာပီဒီအက်မရှိတဲ့ရွာဆိုတာမရှိဘူးပီဒီအက်တွေနဲ့မပတ်သက်ဘူးဆိုတဲ့ရွာမပတ်သက်ဘူးဆိုတဲ့မြို့ဒီနိုင်ငံမှာမရှိတဲ့လောက်ပဲဘာကြောင့်လဲမြို့တိုင်းရွာတိုင်းမှာညီတာစိတ်နာတွေဝါတော်ကွဲလဲမှုတွေရှိတာဖြစ်တဲ့တဲ့ကိုကြိုက်ရဘက်ကိုကိုသွားမှာပဲ စစ်တပ်မိသားစု မရှိတဲ့ရွာလို့မရှိတယ်လို့ပီတီအက်နဲ့မပတ်သက်ဘူးဆိုတဲ့ရွာလေဒီနိုင်ငံမှာမရှိဘူးဘာကြောင့်အဖွဲ့အစည်းတစ်ခုကွဲနေတာဆောပြောချင်တာအဲ့ဒါမှခဏထားပြောချင်တာကအဲ့ဒီလူတွေရုံးမနဲ့နေတဲ့နေရာပီတီအက်စကန်နေတဲ့နေတဲ့နေမှာရှိနေတဲ့ရွာတွေတချို့ကပဲအဲ့ဒီရွာတွေကပြောင်းကြပါလားဟုတ်ပြီပြောင်းကြပါလားလို့မေးတဲ့လူတွေကဒါဒီနေရာနဲ့တခုပြောမယ်ခဲတော့မီဒီယာပရိုပဂန်ဒါတွေခဲတော့တည်င်းစာလုပ်နေတဲ့လူတွေတည်င်းသမားတွေတော့ Telegram channel တွေကနေပြောတာ PDF ရွာဘယ်နှရွာတော့အထိလိုက်ပြီးဘုံကျဲလိုက်တာ PDF ထောက်ခံတဲ့ရွာ PDF ထောက်ခံတဲ့ဖုန်းကြောင်း ါအထီတယ်ပေါ့ဘာလို့ဘာဖြစ်တယ်ငါတို့တင်ကြတယ်ကျွန်တော်မေးပါပြီတဲ့အဲ့ဒီရွာသားတွေကိုပြောင်းရင်အဲ့ဒီရွာသားတွေအဲ့ဒီရွာမှာနေတဲ့အဆောက်အဦတွေပိုင်ဆိုင်မှုတွေနေရာတွေကိုခင်အစိုးရပြန်ပေးနိုင်ပါလားလုံခြုံတဲ့နေရာမှာပြန်ပေးမှာလားအဲ့တော့သူတို့ထောက်ပံ့ပေးနိုင်မှာသူတို့ဟိုမှာယာကင်းတွေစိုက်တယ်စီးပွားရေးတွေလုပ်တယ်အဲ့ဒီနေရာကြီးမှာ PDF တွေရှိနေလို့အဲ့ဒီ UI ကိုထားခဲ့ပြီးတော့ဒီဘက် agent နဲ့နေရာကိုလာပြီး agent နဲ့နေရာမှာဟိုဘက်မှာသူတို့လုတ်ခဲ့တဲ့လိုမျိုးအလုတ်ကိုင်းအခွင့်လန်းနေနေဖို့ထိုင်ဖို့တွေခဲတို့ဖဏိပေးနိုင်မှာလား နှုတ်ရုပ်စွာဆောင်ရတော့ကဲစေးစခန်းဆိုတာမျိုးစစ်ပေးချောင်ဆိုဖွင့်ထားတဲ့နေရာတွေမှာဥမာအပြိုအရွယ်မင်းကလေးတို့မှအမျိုးသမီးတွေပေါ့ရာသီလာရင်တော့ဂွန်းတို့ကိုခင်ဗျားတို့ကအချိန်မီထောက်ပံ့ပေးနိုင်သလားရိုးလိမိတာနော်အဲ့တော့မလုပ်ပေးနိုင်ဘူးအဲ့ဒီတော့သူတို့ကလည်းဒီနေရာမှာသူတို့လုပ်ငန်းလေးတွေရှိတယ်ဖြစ်ခါမှဖြစ်ကောရသလောက်မေးနေရတာကျုပ်တရားဝုံးဆိုလိန်ကြီးလာပြီးဓာိုင်းဆိုချဲချသွားတာသူတို့ပြေးချင်မရဘူးလေတိတ်နော်သူတို့လည်းကြုံရှောင်ပါပေါ့သူတို့ကလည်းအတက်နေပဲတိတ်မှကြောက်တာ ဆိုတော့တက်ကလာတယ်လုံညွေးလာတယ်နိုင်ငံအုပ်ချုပ်နေတဲ့ပုံကိုဖြစ်တဲ့ပြောရတာပဲဟိုဘက်ကလည်းလက်နက်ကင်ထားတဲ့ပုံကိုရွာထဲဝင်လာတယ်သူတို့ကြောက်ရတာပဲဒီနေရာကြီးကိုစွန့်လို့ပြီးတော့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းကြီးကိုစွန့်လို့ပြီးတော့သူတို့ဘယ်မှမသွားနိုင်ဘူးသွားရင်တော့သူတို့ဘာလို့စားမှာလဲဒီနိုင်ငံထဲမှာသူတို့အတွက်အလုတ်ကင်ခွင့်လန်းနေဘလောက်များများဖန်ပြီးပေးနိုင်လို့လဲအဲ့ဒါမေးပြီပြောပြီအမှန်တရားမေးပြီအဲ့ပုံကိုတွေကိုတော့ PDF ရွာတွေပါ PDF ရွာတွေပါလို့ပြောတဲ့လူတွေကိုမေးပြီဘောမာတွေကျဲတော့အဲ့သတင်းပြောနေတဲ့ပုံကိုတွေကျဲလို့ရက်ွက်ထဲမှာရော NLD ပါတီကိုထောက်ခံခဲ့တဲ့ CPH NUG ကိုထောက်ခံခဲ့တဲ့လက်ရှိ PDF အကြမ်းဖက်အဖွဲ့အစည်းတို့ထောက်ခံနေတဲ့လူတွေမရှိဘူးလား။ရှိတယ်အများကြီးပဲ။အဲ့တော့မျက်မျက်တတတွေးပါ။ကိုကဘုံသွားကျဲတဲ့ခါကျတော့ဗရက်ရွာတွေမို့လို့တဲ့ဘာမှဖြစ်ဘူး။ဗရက်ရွာတွေမို့လို့တဲ့အာရပါရကိုပြောနေတာ။ဟုတ်ကိုဘက်ကလူကိုဗရက်ကလာတတ်တဲ့ခါကျတော့အပြစ်မဲ့ပြည်သူတဲ့ဘယ်သူမှအပြစ်မဲ့လို့တတ်တာမဟုတ်ဘူး။ကျွန်တော်ရိုးရှင်လေးဒီဘက်မှာမြို့ပေါ်မှာ နော်တက်မတော်ကိုသတင်းပေးတယ်လို့တက်မတော်နဲ့ပူးပေါင်းဆောင်ရွက်တယ်လို့မျိုးနဲ့ပြည်သူကိုနှိတ်ကုန်နေတဲ့ကောင်တွေအများကြီးပဲရက်ရွာထဲမှာကိုရှိတယ်မသိရင်သတင်းပေးတက်ဆိုင်ရာပုံကိုနေတဲ့ပိုးကြောင်နေတယ်အစိုးဆုံးကအခုဟိုပြူလိုလိုပြည်သူစစ်လိုလိုပြီးတကယ်တမ်းလဲလောက်တာလဲမဟုတ်ပဲနဲ့ခုံမြောင်ဟိုဟိုလိုလိုဒီလိုမရောစီလူတဲ့ကောင်တွေအများကြီးပဲပေးအကောင်တွေကမန်နေတက်ပြီးပါဝါတွေဆွတ်ပြရတာရိုးရှင်းလေးနော်ကဲလို့အောက်ခြေလေးစင်ကြီးဟုံးလုံကြုံနဲ့ခြံဝင်းကြီးထဲမှာအဆောင်အရှောက်တွေနဲ့တိုက်ခန်းနေနေပြီးတော့24နာရီရတဲ့အင်တာနက်နဲ့ပုတ်ပြီးတော့ပောက်ကဲတွေရှောက်ပြောမနေနဲ့ဟုံးကဲ ရည်ရင်စင်းကြီးပြည်သူတွေကြားတဲ့ဝင်းကြီးကိုဟာကိုဘက်ကတော့နိုင်နေပြီဘယ်ဘလောက်တည်တာဘလို့ဖြစ်တာဘလို့ကနိုင်နိုင်ပြောမနေခင်ဗျားတို့အဲ့လိုပြောတစ်ဖက်ကလည်းနိုင်အောင်ပြန်တိုက်မှာပဲတစ်ဖက်ကနိုင်အောင်ပြန်တဲ့ခါကျမစက်ပိနေကျွန်တော်အထက်မှာနေခဲ့တော့ကတရင်သာဖတ်တယ်တရင်သာတွေအကုန်လုံးမှာဘယ်မျိုးကိုတက်မလို့ပြန်လဲထိမ့်ချုပ်နိုင်ပါပြီဆိုတာပဲပါတယ်ဘယ်မျိုးကိုတော့တိမ့်သွားပါပြီလို့ဘယ်တော့မှမမြည်မရေးခဲ့ဘူးတိမ့်ရင်လူမသိလိုက်ရဘူးပြန်ရရင်တရင်သာလည်းပါလာပြီဆိုတော့တရင်ကအဲ့လိုမဟုတ်ဘူးတိမ့်ရင်တိမ့်သွားတယ်ဂျန်သူတို့တိမ့်ပိုက်သွားပြီကျန်လေစူးစမ်းနေတယ်ပြည်သူအတိပေးရမှာ ကိုယ့်ရဲ့အောင်မြင်မှုပဲအတိပေးလိမ့်မယ်။ရှင်းတော့မြန်မာနိုင်ငံခေတ်ဆက်ဆက်ဘောလုံးသွားကန်တယ်။နိုင်လာတို့ကတော့လေစိတ်မှာပန်းကုန်းနေနဲ့အိုးစီဒရိုးထွက်နေရှုံလိုက်ရင်ဘယ်ချိန်ဝင်လိုက်မှန်းတော့မသိဘူး။